ဈေးတဲ့တယောက်အောင်မြင်ခြင်းတဲ့ကြီးပွားခြင်းတဲ့ဆိုရင် ရှိရမယ်အင်္ဂါရ3မျိုးပေါ့နော်အဲ့ဒီအင်္ဂါရ3မျိုးကဘာတွေတုံးဆိုတော့သခုမာသဟောတိဝိရူရောဇာနေတယတံပန်ရောဇာသခုမာသညာအမျောမြင်တဲ့ပြည်စုံသည်လေဟောတိဖြစ်၏ဈေးတဲ့တယောက်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်နံပါတ်1ရှိရမယ့်အရေးအသေးက အမြင်ရှိရမယ်တဲ့။မရှိရမယ်။အမြင်ရှိရမယ်တဲ့နော်။ဒီထဲမှာဈေးတွေအများကြီးပါမယ်လို့ထင်တယ်သိလား။အေးပြီးတော့ဈေးရောက်မယ်လို့စိတ်ကူးတဲ့လူတွေမြန်ပါခဲ့မယ်ဆိုရင်ဒီတုတ်တန်ကတော့လောကီလူကိုတော်တော်အသုံးတင်မယ်တုတ်တန်ဟုတ်လား။ လက်ရှိဈေးရောင်းနေတဲ့ပုံကိုယ်တွေပါရင်လည်းပဲတကယ်လို့များအောင်မြင်ကြီးပွားခြင်းနဲ့အလံဝေးနေတဲ့ဆိုရင်ဒီတုတ်တန်လေးနဲ့ညှိပြီးတော့တို့ဘာများလိုးနေသလဲဆိုတာကိုစီသင်ရင်းနဲ့နာယူကြည့်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားကကြီးပွားခြင်းနဲ့ဈေးတဲ့တယောက်ကြီးပွားရမယ့်အင်္ဂါရက်နံပါတ်1အင်္ဂါရက်ကဘာလဲဆိုတော့အမြင်ရှိရမယ်တဲ့ကိုလှုပ်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့ကိုရောင်းတဲ့ဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမြင်ရှိရမယ် အမြင်ရှိရမယ်ဆိုတဲ့ဇာကားကအင်မတန်ကျယ်ပြတ်ပါလေဒီပစ္စည်းဒီပစ္စည်းတွေကဘယ်ချိန်မှဈေးကျတယ်ဘယ်ချိန်မှဈေးတက်တယ်ဒီပစ္စည်းဒီပစ္စည်းတွေကဘယ်ရက်ဒေတာကထွက်တာဘယ်ရက်ဒေတာကတော့တိတ်ပေါ်တယ်ဘယ်ရက်ဒေတာမှတိတ်ရှားတယ်ဒါမျိုးတွေသိထားဖို့မလိုဘူးလားလိုတာပေါ့ဘယ်ချိန်ဘယ်ချိန်မှလူတွေဟာဘလို့ပစ္စည်းတွေကိုအသုံးများတယ်အဲ့ဒါလို့ကိုလုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမြင်ကျယ်ရမယ် အမြင်မရှိဘူးဆိုရင်တော့ဈေးရောက်ရင်တေချာပေါက်ရှုံးမှာပဲမကြခင်မှာပဲစီးပွားဥစ္စာတွေပြည်စုံခြင်း ဆိုတာမရဘဲနဲ့မကြခင်မှာပဲအရင်အနီးပြုတ်သွားခြင်းဆိုတာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါကြောင့်ကြီးပွားချမ်းသာခြင်းနဲ့ဈေးသည်တယောက်နံပါတ်၁ရှိရမယ့်အင်္ဂါရက်ဒီအမြင်ရှိရမယ်ကိုလုတဲ့အလုံးနဲ့ပတ်သက်ပြီးတော့ဉာဏ်အမြင်ရှိရမယ်ဒါနံပါတ်၁အင်္ဂါရက်ပေါ့နောက်နံပါတ်၂ပြည်စုံရမယ့်အရေးအသွေးကဘာလဲဆိုတော့ ဝိဒူရောစထမြက်တဲ့လုံလဝရိယနဲ့ပြည်စုံသေးလေးဟောတိဖြစ်၏တဲ့ဝရိယရှိရမယ်အမြင်တွေတော့ရှိပါရဲ့အသိတွေတော့ရှိပါရဲ့လက်တွေ့ဘာမှအကောင်အထည်မဖော်ဘူးဆိုလို့ရှိရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးဟုတ်ရလားအေးမသွားဘဲနဲ့မရောက်နိုင်ဘူးမစားဘဲနဲ့မဝနိုင်ဘူးမလုပ်ဘဲနဲ့မရနိုင်ဘူးဒါကြောင့်ကြီးပွားတိုးတက်ခြင်းနဲ့ဈေးတဲ့တယောက်တည်းမိမိရဲ့လုပ်ငန်းကိစ္စကိုတာဝန်တည့်ရလို့သဘောထားပြီးတော့ ြင်းထန်တဲ့လုံလဝရိယနဲ့ဇွဲနှဘဲနဲ့မလို့ရမလို့ကြိုးစားရပဲဒီနေ့မအောင်မြင်ရင်နောက်နှစ်အောင်မြင်ရပဲဒီနေ့ရောင်းမကောင်းရင်နောက်နှစ်ရောင်းကောင်းရမယ်ငါဘာမြန်လိုအပ်နေလို့လဲကိုချွေရင်ချက်တွေကိုရှာမယ်အတွေ့အကြုံရှိတဲ့လူတွေစီကအကြံဉာဏ်ကိုတောင်းမယ်ပြီးရင်ကိုပြီးရင်ပြီးကြိုးစားမယ်အဲ့ဒါလိုလုံလဝရိယနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်ဒီ60တယောက်ဟာတေချာပေါက်အောင်မြင်မှာပါတဲ့မြတ်စွာဘုရားကနော် ဒါတတိယပြည့်စုံရမယ်အရှိအသွေးပေါ့နောက်တတိယအောင်မြင်ချမ်းသာခြင်းနဲ့ဈေးတဲ့တယောက်ရှိရမယ်အင်္ဂါရကဘာလဲဆိုတော့နေတရာတံပန်သောစအမိကောင်းနဲ့ပြည့်စုံသေးလေဟောတိဖြစ်၏အမိကောင်းရှိရမယ်တဲ့အမိကောင်းဆိုတာကဘာပြောတာတုံးဆိုတော့ပစ္စည်းဥစ္စာနဲ့ချမ်းသာကြွယ်ဝတဲ့ကိုယ်ပေါ်မှာစေရနာမေတ္တာရှိတဲ့ကိုဆုံးရှုံးသွားတဲ့အခါမျိုးမှာအရင်အဒီထုတ်ပေးနိုင်တဲ့ အမိကောင်းပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ကိုယ့်ရဲ့မိကောင်းဆွေကောင်းကိုယ့်ကိုကူညီနိုင်မဲ့ဆောင်ရှားနိုင်မဲ့မေတ္တာစေတနာထားနိုင်တဲ့ကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒါကိုယ့်အတွက်အမိကောင်းမင်းကိုကလုပ်ငန်းကင်ကန်လုပ်တယ်ဆိုတာတခါတရံမှာချွတ်ချော်တိမ်ပါမှားယွင်းသွားတာတွေကြောင့်ပစ္စည်းဆုံးရှုံးတာတွေမရှိနိုင်ဘူးလားရှင်းနိုင်တယ်အဲ့ဒီလိုအခြေအနေမျိုးမှာကိုယ့်ကိုပြန်ပြီးတော့ထူထူထောင်ထောင်ဖြစ်အောင်ရှိရှုဆောင်မှတ်မဲ့အရင်အနေထုတ်ပေးနိုင်မဲ့ အမိကောင်းဆိုတာလည်းရှိရမယ်တဲ့အဲ့တော့တတိယအင်္ဂါရက်ပဲဈေးတဲ့တယောက်မှာအခုပြောခဲ့တဲ့အင်္ဂါရက်၃ပါးနဲ့သာပြည့်စုံမယ်ဆိုရင်နသီရတေဝမကြာခင် အချိန်အတွင်းမှာပဲဘောဂေတုစီးစိန်ဥစ္စာတို့၌မဟာထံဝေပွန်လက်ထံကြီးကျယ်ပြန့်ပြောခြင်းတို့ပပုဏ္ဏတိရောက်မယ်တဲ့မြတ်စွာဘုရားမဟုတ်ဖဲနဲ့မပြောဘူးเนาะ ဒါကြောင့်မြတ်စွာဘုရားရဲ့အလုံးကိုသိတော်မူမြင်တော်မူတယ်ဆိုတဲ့တပ္ပညုတဉာဏ်ကိုယုံကြည်သောအဖြစ်အကယ်၍ဒီထဲမှာဈေးတွေပါခဲ့မယ်ဆိုလို့ရှိရင်ပြင်ရရှိတာကိုပြင်ဖို့ပါပဲဟုတ်ရလားဒါကြောင့်ကြီးပွားတိုးတက်ခြင်းနဲ့ဈေးတွေတယောက်ဒီနံပါတ်1အမြင်ရှိရမယ်နံပါတ်2လုံလံဝရိယရှိရမယ်နံပါတ်3အမိကောင်းရှိရမယ်ဘယ်နှချက်လဲ3ချက်